ရှေးဥစွာဖြတ်ခင်ဂုဏကိုချီးမွမ်းပါれကျွန်ုပ်တို့ထဲမှာများစွာသောသူတွေအတွက်နန္ဒခင်ဟာအလွန်ပဲလှုပ်ရှုပ်တတ်ကြပါれနှူးဆက်တန်ကြတာနဲ့ဘုံကိုအရင်ဆုံးကြည့်အင်းပေးတွေဖတ်တနေ့တာလှုပ်ရမယ့်အလုပ်တွေကိုစဉ်းစားပြီးစိတ်ပြည့်စုံမှုတွေနဲ့ဒီနေ့ဒီနေ့ကို အစာပြည့်မီတတ်ကြပါれဒီလိုဖြည့်စင်မှုတွေနဲ့ပြည့်နေတဲ့နန္ဒခင်ကို တစ်နှစ်တာလုံးအတွက်ခွန်အားတကြွစီမယ်။ဝိညာဉ်ရေးရအားဖြည့်ချိန်ဖြည့်ပြောင်းလဲလိုက်ပါ။ဒီနေ့မှာတော့နေ့တစ်နေ့ကိုမစတင်ခင်ကျွန်တို့ရဲ့စိတ်နှလုံးကိုဖျားခင်ထမ်းမှာပြန်လဲတည်ငြိမ်စေပြီးတစ်နှစ်တာလုံးအတွက်လိုအပ်တဲ့ခွန်အားပညာနဲ့ညီတဲ့ချင်းကိုရရှိစီမယ်။ တမချန်းစာတွေကအစွမ်းထက်တဲ့နှုတ်ကပတ်တော်တွေကိုဝင်ငှသွားမှာဖြစ်ပါတယ်။အတူတကွာဆင်ခြင်လေးလာကြပါစို့။ဤတဲ့စကားအခန်းကြီး3အငယ်22မှ23ထောင်ရပြားသည်တနာတော်မူ၍ခယုနာတော်သည် မကုံသောကြောင့်ငါတို့သည် ဆုံးရှုံးခြင်းသို့မရောက်ပဲနေကြ၏။နနက်တိုင်းခယုနာတော်အစ်ကိုခံရကြ၏။ သစ္စာတော်သည်ကြီးမြတ်ပါ၏မနေ့ကသင်ဘလောက်ပဲအမားလုပ်ခဲ့ပါစေဘလောက်ပဲပင်ပန်းခဲ့ပါစေဒီနေ့မနက်မှာတော့ဘုရားသခင်ရဲ့ကရုဏာတော်ကအသစ်ဖြစ်တယ်လို့ဆိုထားပါတယ်ဆိုလိုတာကဒီနေ့ဟာ အစအသစ်အခွင့်အရေးအသစ်တစ်ခုပါပဲဘုရားသခင်ကသင်ကိုအပြစ်တင်မှုစောင့်နေတာမဟုတ်ပဲ အတိတ်သောဂယုနာနဲ့ကြိုဆိုနေတာဖြစ်ပါတယ်။ဒါကြောင့်မျက်စိခုခွင့်ခြင်းမှာအိုးဖျားသခင်ဒီနေ့မနက်အတိတ်သောဂယုနာတို့အတွက်ယေရှုတင်ပါလေလို့ဆင်ခြင်ခြင်းဖြင့်သင်ရဲ့စိတ်ကိုယေရှုလို၌တည်ပါစေ။တုတ်တန်ချံအခန်းကြီး16အငယ်3ကိုပြုတ်သော အမှုတို့ကိုထာဝရဘုရား၌အလော သို့ပြုလျင်သင်၏အကြံစီတို့သည်တည်ကြလိမ့်မည်။သင်ရဲ့တနေ့တာလှူဆောင်ရမယ့်အရာတွေကို မရေခင်သင်ရဲ့အစီအွေတွေကြောင့်မစင်စားခင်အဲ့ဒီအမှုကိစ္စအလုံးကိုဆူတောင်းခြင်းအပြင်ဖျားသခင်ထံအရင်ဆုံးအနံလိုက်ပါ။အိုဖျားသခင်ဒီနေ့ကျွန်တော်လှူဆောင်ရမယ့်အရာ အားလုံးမှာကိုတော်ဦးဆောင်ပါလို့ဖိတ်ခေါ်လိုက်ပါ ်ကျွန်ုပ်တို့ရဲ့အမှုကိုကိုရောနိုင်အနန္တရဲ့အခါကိုရောကကျွန်ုပ်တို့ရဲ့အကြံစီတွေကိုတည်မြဲအောင်အောင်မြအောင်ပြုလုပ်ပေးပါလိမ့်မယ်ရှင်မသေးခရစ်ဝင်ကျမ်းအခန်းကြီး6အငယ်33ဖခင်သခင်ဤနိုင်ငံတော်နှင့်ဖြောင့်မတ်ခြင်းတရားတော်ကိုရှေးဥစွာရှာကြလောနောက်မှထိုအရာများကိုချက်၍ပြီးတော်မူလက်တံ့ ဒီချမ်းချက်က ကျွန်ုပ်တို့ရဲ့တနေ့တာအတွက်အတိတ်ကဦးစားပေးရမယ့်အရာတွေကိုမှန်ကန်စီပါလေကျွန်ုပ်တို့ရဲ့အတိတ်ကယဉ်မှန်ချက်ဟာ အလုပ်တွေပြီးဖို့ပတ်စံရဖို့တသက်မဟုတ်ပဲဖျားသခင်ရဲ့နိုင်ငံတော်နဲ့ဖြောင့်မတ်ခြင်းတရားကိုကျွန်ုပ်တို့ရဲ့အသက်တာမှာဦးဆုံး ရှာဖွေဖို့ဖြစ်ပါတယ်ဒီဝိညာဉ်ရေးရဦးစားပေးကိုမှန်ကန်အောင်လုပ်တဲ့အခါ ကျွန်ုပ်တို့စိုးရိမ်နေတဲ့အခြားလိုအပ်ချက်တွေကိုဘုရားခင်ကတောင်းဝယူပြင်ဆင်ပေးမယ်လို့ကတိပေးထားပါတယ်။ဟေရှာယအနာဂတိကျမ်းအခန်းကြီး40အငယ်37ခြောက်ရဘုရားကို မျှော်လင့်တော်သူတို့မူကားအားပြေကြလိမ့်မည်။ရွှေလင်းတကဲ့သို့မိမိတို့အတောင်ကိုအသည့်ပြုပြင်ကြလိမ့်မည် ပြီးတော်လဲမပင်ပန်ခရီးသွားသောအခါမမောရကြ ကျွန်ုပ်တို့ရဲ့ခေါင်းအားကဘက်ထရီတစ်ခုလိုပါပဲကုန်ဆုံးသွားတတ်ပါတယ်ဒါပေမဲ့ဘုရားသခင်ရဲ့ခေါင်းအားကတော့အဆုံးမရှိတဲ့အပြည့်အရအရနဲ့တူပါတယ်နနက်ခင်းမှာမိနစ်အနည်းငယ်လောက်ဘုရားသခင်ကိုတိတ်ဆိတ်စွာ မျှော်လင့်ဆုတောင်းခြင်းကတနေ့တာလုံးအတွက်လိုအပ်တဲ့ဥညင်ခေါင်းအားကို ပြန်လည်အပြည့်ပေးပါတယ်ပြီးတော်လဲမပင်ပန်ခရီးသွားတော်လဲမမိုးရတဲ့ ခွန်အားသစ်ကို ရရှိစေပါလိမ့်မယ်။စာလံကျမ်းအခန်းကြီး16အငယ်17အသက်ရှင်ခြင်းလမ်းကို ပြညွန်တော်မူလိမ့်မည်။အထံတော်၌ဆုံလင်သောဝမ်းမြောက်ခြင်းအခွင့်နှင့်လက်ရာတော်နာမအစဉ်အမြဲပျော်မွေ့ခြင်းအခွင့်ရှိပါ၏စစ်မှန်သည့်ခွန်အားနှင့်တကြွမှုဟာ ကော်ဖီတစ်ခွက်ကနေလာတာထက် ဖျားခင်ပေးတဲ့ဝမ်းမြောက်ခြင်းကနေပုံမူရရှိနိုင်ပါတယ်။ဖျားခင်ရဲ့ရှိတော်ပေါက်မှာခဏတာရှိနေခြင်းကဆုံလင်သော ဝမ်းမြောက်ခြင်းကို ဖြစ်စေပြီးထိုဝမ်းမြောက်ခြင်းကတဏှိတရဲ့စင်ခုံမှုတွေကိုရင်ဆိုင်ဖို့အကောင်းဆုံးသောစိတ်ခွန်အားဖြစ်ပါတယ်။အေဖက်ဩဝါဒစာ အခန်းကြီး6အငယ်17အကြောင်းမူကားငါတို့သည်အသွေးသားရှိသောယန္တူတို့နှင့် ဆိုင်ပြိုင်တိုက်လန်ကြရသည်မဟုတ်အထုအမြတ်တို့နှင့်၎င်းအာနာစတ်တို့နှင့်၎င်းလောကီမောင်မိုင်း၌အစူတရားပြုလုပ်သောမင်းတို့နှင့်၎င်းမူကောင်းကင်၌နေသောနတ်ဆိုးတို့နှင့်၎င်းဆိုင်ပြိုင်တိုက်လန်ကြရ၏နေ့ရက်တိုင်းဟာဝိညာဉ်ရေးရာတိုက်ပွဲတစ်ခု ဖြစ်ပါလေဒါကြောင့်နနခင်းမှာအိမ်ကမထွက်ခင်ဘုရားသခင်ပေးတဲ့ဝိညာဉ်လက်နက်အစုံကိုဝစ်စင်ဖို့အချိန်ယူပါ တမတရားဖြောင့်မတ်ခြင်းညီသက်ခြင်းယုံကြည်ခြင်းကဲ့တင်ခြင်းနဲ့နှုတ်ကပတ်တော်ဆိုတဲ့လက်နက်တွေကိုစုတောင်းခြင်းအပြင်ဝတ်ဆင်ပြီးတနေ့တိုင်းရဲ့တိုက်ပွဲအတွက်အသင့်ပြင်ဆင်ပါဒီနေ့ကျွန်ုပ်တို့ဆင်ခြင်ခဲ့တဲ့အရာတွေကို အနှစ်ချုပ်ရရင်ခွန်အားပြေဝတဲ့ဒီတနေ့ကို ပိုင်ဆိုင်မှုအတွက်နနခင်တိုင်းမှာဘုရားခင်ရဲ့အတိတ်တော်ဂရုဏာတော်အတွက်ကျေးဇူးတင်ပါ မိမိရဲ့အစီအစဉ်တွေကိုကိုရော့ထံအနံပါပြီးတော့တနေ့တာလုံးအတွက်လိုအပ်တဲ့ခွန်အားကိုကိုရော့ရဲ့ရှိတော်မောက်ကနေရယူပါဘုရားသခင်နဲ့အစာပြုတဲ့နေ့ဟာဘုရားသခင်ရဲ့ခွန်အားနဲ့ပြည့်ဝတဲ့နေ့ဖြစ်ပါတယ်။သင်တတ်တာမှာဖြစ်ပေါ်လာမဲ့ထူးခြားတဲ့ပြောင်းလဲမှုကိုသင်ကိုယ်တိုင် တွေ့ကြုံခံစားဖို့ရဝင်ရပါတယ်။အချိန်ပေးနှาศင်ပေးလို့ယေရှုတင်ပါတယ်။ အားလုံးပေါ်မှာဖျောက်ခင်ကောင်းချီးပေးပါစေအာမင်